ကလေးစာပေပွဲတော်ကလေးစာပေပြပွဲနဲ့စာအုပ်ဈေးရောင်းပွဲတော်ကိုနေပြည်တော်ပြည်ပြည်ဆိုင်ရာ convention center 2မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့အောက်ကိုကိုလက်ပေးပို့ထားပါတယ်ရှင်အဒီပြပွဲနဲ့စာအုပ်ဈေးရောင်းပွဲတော်ကိုနိုဝင်ဘာ9ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့နိုင်ငံတော်သမ္မတတက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကတက်ရောက်လာတဲ့ចောင်းသားចောင်းသူတွေကိုခလေးစာပေနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပါသေးတယ်။အခုသဘင်တော့ကလေးတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလေးထားပြီးတော့စကြရရပေါ်ပေါ်စားစား ုမဲ့မမဲ့မနေသေးအောင်ကလေးဆိုတာအမှုမဲ့မမဲ့ဒါပေမဲ့ဒီလိုစာပေလေးတွေကြည့်ပြီးတော့ကလေးကြပြလေးတွေဖတ်ကလေးစာပေဖတ်ပြီးတော့အဝဝအကြောင်းနဲ့ကလေးတွေကိုလေ့လာမယ်အပေလေးတွေလေ့လာမယ်အမ်းလေးတွေလေ့လာမယ်စသဖြင့်ဒီလိုနဲ့ပဲရင်ကျေးတဲ့ကလေးတွေဖြစ်လာနောက်ပြီးတော့ပုံမြင်လေးတွေဖိုင်နေရင်ကျေးတဲ့ကလေးတွေနောက်ပြီးတော့မိဘဆရာသမားကိုလူလေးစားနိုင်ချမ်းတဲ့လူတွေဖြစ်အောင်နောက်ပြီးတော့တယောက်နဲ့တယောက်ပြည်ပြည်နဲ့လူတွေဖြစ်အောင် ာမချတဲ့လူဆိုရင်ကူညီရမယ်မရှိတဲ့လူဆိုရင်ဝိုင်းကူရမယ်နော်ဟိုသူ့ဘက်အကူအညီလိုတဲ့လူတွေအကူအညီပေးရမယ်ဆိုတဲ့အားမျိုးပေါ့နော်ကို့အတွက်တဲ့အများကျိုးကိုစဉ်းစားတတ်တဲ့စိတ်ကလေးတွေဖြစ်လာအောင်အဲ့လိုစာပေလေးတွေလေ့လာခြင်း ပြပွဲကိုကြောင်းသားကြောင်းသူကလေးငယ်တွေအများပြတက်ရောက်ခဲ့ပြီးတော့ပျော်ပွဲရှင်ပွဲတွေမှာရှင်ပြန်ကစားခဲ့ကြတာတွေနဲ့မိမိတို့ကြိုက်နှစ်သက်တဲ့စာအုပ်လေးတွေကိုလည်းဝယ်ယူခဲ့ကြတာကိုတွေ့ရပါတယ်။လာရောက်လေ့လာခဲ့တဲ့သူတို့ကတော့အခုလိုကလေးတငယ်တွေနဲ့စာအုပ်ပွဲတော်ကျင်းပရတဲ့အပေါ်မှာတော့သူအမြင်ကိုအခုလိုပြောဆိုခဲ့ပါတယ်။ဒီကလေးတွေအတွက်ပေါ့ပြည်မှာကလေးတွေအတွက်ပေါ့လူကြီးတွေအတွက်တော့သူကအဆင်ပြေသေးတယ်။ကလေးတွေတော့လူကြီးတွေနဲ့တော့အဆင်ပြေသေးတယ်။သူကစာအုပ်မျိုးစုံနဲ့ရှိတယ်။အဲ့တော့ဟိုမမြင်ဘူးရဲ့စာအုပ်တွေလည်းအများကြီးပဲ။ ဒီတို့မမြင်ဘူးတဲ့စောက်တွေတော့အများကြီးပဲဒီမှာကလေးတွေနဲ့ပြောနေဦးဒီမှာလူကြီးလူငယ်လူသားအကုန်လုံးအဆင်ပြေတယ်အားလုံးစာအုပ်စီရောင်းပွဲတော်ကစာအုပ်အရောင်းဆိုင်တာဝန်ရှိသူတို့ကတော့မိဘပြည်သူတွေကိုအခုလိုအကြံပြုပြောဆိုခဲ့ပါတယ်။ကလေးတွေရဲ့မိဘတွေဆရာတွေကိုအကြံပေးကြပါတယ်။နော်အင်တအင်စာအုပ်စီတစင်ဆိုတာသိပြီးခဲရင်တဲ့ကိစ္စမဟုတ်ပါဘူး။နော်စာအုပ်လေးတွေအိမ်မှာဝယ်ထားပြီးပါကလေးတွေကိုဖတ်ပြပါ။နော်ကလေးတွေချင်းချင်းစာအုပ်တွေလဲဖတ်တဲ့စနစ်မျိုးလေးတွေရှင်းသုံးပ ော့အိန္ဒိယစားလိုက်တဲ့စားဖတ်တဲ့အချင်းလေးတွေကအကြောင်းကိုတည်ဆောင်ပြီးတဲ့အခါကျတော့အကြောင်းစာကြည့်လိုက်ဖြစ်အောင်ပေါ်ပေါက်လာအောင်လုပ်နိုင်ပါသည်ရှိပြီးသားစာကြည့်လိုက်ဒီမှာလည်းစောင်းကိုဖတ်နိုင်တဲ့အမျိုးပေါ့နော်ဒီမှာတက်ရောက်လာတဲ့ဆရာတွေဆရာမတွေပါအဲ့ဒီအတိလေးတွေရသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စာပန်းအားလည်းပိုကောင်းလာနိုင်ပါတယ်ငယ်ငယ်လေးတွေကစာပန်းမှကြည့်ရင်စာဖတ်ချင်တာပါအသက်ကြီးမှလိုအပ်ချက်အရတော့ဖတ်ရတဲ့စာမျိုးပေါ့ပေါ့ငယ်ငယ်လေးတွေကဖတ်မှသူရဲ့ ့စာဖတ်ခြင်းအပြင်စိတ်နှလုံးငြိမ်ချမ်းသိမ့်မွေ့လာပါတယ်။ငြိမ်ချမ်းစာစိတ်တွေပေါ်လာနိုင်ပါတယ်။เนาะ။ဒါကြောင့်စာဖတ်ကြပါလို့လည်းအတိအကျဒီပါပေးရပါတယ်။ခုလိုကျင်းပပြုလုပ်ခဲ့တဲ့ပြပွဲကိုပြန်ကြားရေးဝန်ကြီးဌာနကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကလေးတငယ်တွေအတွက်ကျော်ပွဲရှင်ပွဲတွေစာကြည့်တိုက်တွေနဲ့ပတ်သက်တဲ့အသိပညာပေးပြကန်တွေသိပ္ပံနဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေပုံပြောပြိုင်ပွဲညဆန်းပြိုင်ပွဲနဲ့အခြားပြိုင်ပွဲတွေကိုလည်းကျင်းပဖြစ်ခဲ့ပါတယ်ကျွန်တော်အခုလက်နေပြီးတော့တင်ပြပို့ထားတာပါ